ဗီတာမင် B ကို အမျိုးအစားအဖြစ်တော့ရှစ်မျိုးခွဲခြားသတ်မှတ်နိုင်မှာဖြစ်ပါတယ်။ဒီအမျိုးအစားရှစ်မျိုးလုံးဟာဆိုရင်တော့ကျမတို့ခန္ဓာကိုယ်အတွက်အလိုအပ်တဲ့ဆိုရင်တွေကိုထုတ်လုပ်ပေးလေရှိပါတယ်။ဗီတာမင် B အမျိုးအစားရှစ်မျိုးတွေကမှဗီတာမင် B တွေကတော့ DNA ထုတ်လုပ်ပေးတာ၊သွေးကြောနဲ့အာရုံကြောတွေပျက်စီးမှုတွေမရှိအောင်လုပ်ထိန်းသိမ်းပေးတာဒီလိုမျိုးလုပ်ငန်းဆောင်တာတွေကိုလုပ်ဆောင်ပေးတာပဲဖြစ်ပါတယ်။ဒါကြောင့်ခန္ဓာကိုယ်အတွက်မှာဗီတာမင် B တွေရုံနေသွားတဲ့အခါမျိုးမှာအင်ဆိုင်ရမယ့်အချက်လေးတွေကိုပြပြပေးတာပါမယ်ရှင်။ ပထမအုံဆုံးတစ်ချက်ကတော့အနေငယ်ထိခိုက်မိတာနဲ့ထုံချင်းကြိုက်ခဲ့တာပါ။ဗီတာမင် B တွေအနေနဲ့ခန္ဓာကိုယ်တွင်းမှာမိုင်းလင်အလွာကိုထုတ်လုပ်တဲ့အခါမှာဆိုလို့ရှိရင်တော့များစွာအထောက်အကူပေးရရှိပါတယ်။မိုင်းလင်အလွာအနေနဲ့ကတော့အာရုံကြောတွေထိခိုက်ပျက်စီးမှုမရှိအောင်ကောက်ွယ်ပေးတာဖြစ်တဲ့အတွက်ကြောင့်မို့လို့ခန္ဓာကိုယ်တွင်းထဲမှာဗီတာမင် B တွေညှို့နေသွားပြီးတော့မိုင်းလင်အလွာထုတ်လုပ်မှုနေသွားတဲ့အခါမျိုးမှာဆိုရင်တော့အနေငယ်ထိခိုက်မိတာနဲ့နာကျင်ကြိုက်ခဲ့တဲ့ဝေဒနာကိုခံစားရမှာပဲဖြစ်ပါတယ်။နောက်ထပ်အချက်တစ်ခုကတော့စိတ်ကြတာပါ။ ဆီရိုတိုနင်ဆိုတာကတော့အုံနောက်နဲ့စိတ်ပိုင်းဆိုင်ရာလုပ်ငန်းဆောင်တာတွေကိုကောင်းမွန်စွာလုပ်ဆောင်နိုင်မှုအတွက်အထောက်ပံ့ပေးတဲ့အာယုန်ခံဆဲတစ်မျိုးပဲဖြစ်ပါတယ်။ဗီတာမင် B12 အနေနဲ့ကဆီရိုတိုနင်အပါအဝင်အာယုန်ခံဆဲတွေထုတ်လုပ်တဲ့အခါမှာညှ့စွာသောအထောက်အကူတွေပေးတဲ့အတွက်ကြောင့်မို့လို့ခန္ဓာကိုယ်တွင်းမှာဗီတာမင် B12 ညှို့နေသွားတဲ့အခါမျိုးမှာဆိုရင်တော့ဆီရိုတိုနင်ပမာဏလည်းနည်းပါးသွားမှာဖြစ်ပါတယ်။အဲ့ဒီအခါမှာတော့စိတ်ကြတာ၊စိတ်ဖိစီးရာလူမျိုးစိတ်ပိုင်းဆိုင်ရာဝေဒနာတွေကိုခံစားရမှာဖြစ်ပါတယ်။နောက်တစ်ခုကတော့ ော့အသားအရောင်ဖြုတ်တော်တာပါခန္ဓာကိုယ်ထဲမှာဗီတာမင် B12 ရော့နေသွားတဲ့အခါမှာတော့သွေးဆဲတွေအနေနဲ့အောက်ဆီဂျင်သယ်ယူပို့ဆောင်တဲ့အခါမှာအခက်အခဲတွေရင်ဆိုင်ရမှာဖြစ်တဲ့အတွက်ကြောင့်မို့လို့သွေးပို့လွှမ်းမှုကလည်းနေပါသွားတဲ့အခါအဲ့ဒီနေရာတွေမှာအသားအရောင်ဖြုတ်တော်ခြင်းတွေကိုခံစားရမှာဖြစ်ပါတယ်နောက်တစ်ချက်ကတော့ဂရင်းကျန်းမာရေးကိုထိခိုက်တာပါခန္ဓာကိုယ်ထဲမှာဗီတာမင် B12 နေပါသွားတဲ့အခါမှာဆိုလို့ရှိရင်တော့ရှာရောင်လားဗစက်နာတာဗစက်တွေမှာအပူလောင်လို့ခံစားရတာဒီလိုမျိုးဝေဒနာတွေကိုခံစားရ မှာပဲဖြစ်ပါတယ်။နောက်ထပ်တစ်ခုကတော့မူးဝေတာ၊အော့အန်တာ၊ဝမ်းပြက်တာပါ။ဗီတာမင် B12 ရုံနေသွားတဲ့အခါမျိုးမှာဆိုရင်အစာချေလမ်းကြောင်းဆိုင်ရာယောဂါတွေဖြစ်တဲ့မူးဝေတာ အော့အန်တာဝမ်းပြတ်တာဒီလိုမျိုးဝေဒနာတွေကိုခံစားရနိုင်ပါတယ်အခုလိုဗီတာမင် B12 ရုပ်နေတဲ့အတွက်ကြောင့်မို့လို့အစာခြေလမ်းကြောင်းဆိုင်ရာဝေဒနာတွေခံစားရတဲ့အခါမှာဆိုလို့ရှိရင်တော့အစာစားတင်စိတ်ကိုလည်းထိခိုက်စေမှာဖြစ်ပြီးတော့ကိုယ်လေးချိန်ကပ်စင်တာကိုလည်းဖြစ်ပွားစေနိုင်ပါတယ်ရှင်နောက်ဆုံးတစ်ခုအနေနဲ့ကတော့သတိမေ့တတ်တာပါ ဗီတာမင် B12 ရဲ့လုံငန်းဆောင်တာတွေကအုံနောက်နဲ့အဓိကထိဆက်လျက်ရှိတဲ့အတွက်ကြောင့်မို့လို့ခန္ဓာကိုယ်တွင်းမှာဗီတာမင် B12 လွန်နေသွားတဲ့အခါမျိုးမှာဆိုရင်တော့မျက်ညာစောဆောင်ရေးတဆင်တာအတိတ်မိတာဒီလိုမျိုးဝေဒနာတွေကိုခံစားရမှာပဲဖြစ်ပါတယ်ရှင်။အခုပြပြပေးခဲ့တာတွေကတော့ဗီတာမင် B12 ထွတ်တဲ့ဇီဝလက္ခဏာတွေပဲဖြစ်ပါတယ်။နောက်ထပ်လည်းဒီလိုမျိုးကျန်းမာရေးနဲ့ပတ်သက်တဲ့ဗဟုသုတဗီဒီယိုဖိုင်လေးတွေကိုတင်ဆက်ပေးသွားမှာမို့လို့ဆက်လက်ဆောင်ကြဆုအားပေးကြပါအောင်နော်။အားလုံးကိုကျေးဇူးတင်ပါတယ်ရှင်။